တိုင်းပြည်ရဲ့တန်တမာရေးကိစ္စကိုချင်းချောက်တယ်ဆိုရက်ဆွဆွဲချက်နဲ့ဘင်္ဂလားဒေ့ရှ်အလှမယ်တယောက်ကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကပြောပါရယ်အလှမယ်ရဲ့ဖခင်ဖြစ်သူကတော့ဒီအမှုဟာ sorry တန်တမာဟောင်းနဲ့ဆက်ဆက်နေတယ်လို့ဆိုပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တန်တမာဆက်ဆံရေးကိုစိုးဝါအောင်ပြုလုပ်ဖို့ရည်ရွယ်ချက်နဲ့အရေးကြီးပုတ်ကိုတွေကိုမှားယွင်းစွာဆွဆွဲခဲ့ပြီးနောက်အလှမယ်မက်ဂနာအလမ်ကိုဆွဲချက်မတင်ဘဲဖမ်းဆီးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ် ဒီအရေးကြီးပုံကိုယ်တွေဟာနိုင်ငံသားတွေဖြစ်ပါတယ်လို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူမိုဟာမက်တာလီဘူရာမန်က AFP ကို ပြောပါတယ်။အသက်30အရွယ်ရှိတဲ့အလှမဲရဲ့ဖခင်ဘာဂျူးအလန်ကတော့သူ့သမီးကိုဒါဂါမာရှိတဲ့ sorry တန်မဟောင်းနဲ့ချစ်ကြိုက်ခဲ့လို့ဖန်ခံရတာလို့ပြောပါတယ်။တန်မတ်နဲ့မက်နာကချစ်သူတွေဖြစ်နေကြတာပါ။တမကလက်ထက်ခွန့်တောင်းတာကိုသူ့မှာသားကြီးမယားကြီးတွေရှိနေလို့ကျွန်တော်သမီးကညင်းပယ်ခဲ့ပါတယ်လို့သူကပြောပါတယ် ူပြောဆိုချက်ကို AFP ကလွတ်လပ်စွာတော့အတိမပြုနိုင်ပါဘူး။ဒါကမှရှိတဲ့ sorry တန်ယုံကလည်းမင်းမြတ်ချက်တွေကိုတုတ်ပြန်ဖြေကြတာမရှိပါဘူး။2020ခုနှစ်က Miss Earth Bangladesh အလှမဲဆုရရှိခဲ့တဲ့သူအလမ်ကတော့သူ့ရဲ့အိမ်ကိုအတင်းဝင်ရောက်ဖို့ကြိုးစားနေတာကိုဗီဒီယိုရိုက်ပြီးတော့ဗုဒ္ဓနေ့ကတိုက်ရိုက်လွှင့်ပြခဲ့ပါတယ်။သူ့ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းရဲတပ်ဖွဲ့ကတောက်ကြနေကအတီးပြုတ်ပြောဆိုပါတယ်။ နိုင်ငံတော်လုံခြုံရေးကိုအနှောက်အယှက်ပြုပြီးတိုင်းပြည်ရဲ့ဗန္ဒာရေးအကျိုးစီးပွားကိုထိခိုက်နစ်နာစေခဲ့တယ်လို့ဆွဆွဲပြီးဖန်စီထိမ့်သိမ်းခဲ့တာဖြစ်တဲ့အကြောင်းပြောဆိုပါတယ်။ဆာရီအာရေဗျားနိုင်ငံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဗန္ဒာရေးနဲ့လူသားဆန္ဒတဲ့အကူအညီတွေတောက်လျှောက်ပေးနေတဲ့နိုင်ငံဖြစ်ပြီးဘင်္ဂလားဒေ့ရှ်အလုံသမား1.16တန်းသွားရောက်အလုပ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီးတော့2022ဆော်ရီတကောင်စင်းရဲ့အရာလူဦးရေအများဆုံးနိုင်ငံသားတွေလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူတွေကိုအကန့်အသတ်မရှိထိမ့်သိမ်းထားနိုင်တဲ့အထူးအာဏာအတုပတိအရာအလမ်ကိုဖမ်းဆီးထားတာဖြစ်ပြီးတော့ဒီဥပဒေကိုလူအခွင့်ရေးအဖွဲ့တွေကဝေဖန်နေကြပါတယ်။မက်နာကိုနိုင်ငံတကာကလက်ခံနိုင်တဲ့ရာဇဝတ်မှုအရာဆွဲချက်တမှာဒါမှမဟုတ်လှုပ်ပေးဖို့ကျွန်တော်တို့တောင်းဆိုပါတယ်လို့နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကြီးကတောက်ကြနေကဆိုရှယ်မီဒီယာပလက်ဖောင်း X မှာရေးသားထားပါတယ်။ဒီဥပဒေကိုဒီအဖွဲ့ကြီးကကြမ်းတမ်းပြင်းထန်တဲ့ဥပဒေလို့ဝေဖန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဂျာပြက်အစိုးရရဲ့ဥပဒေအကြံပေးအစစ်နာဇရူးကလည်းအလမ်ကိုအထူးအနာအဲ့ဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းထားတာဟာမသင့်တော်ဘူးလို့တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်ရှင်လောကောမီဒီယာကိုဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။